ပန်လော့စပြေးရှောင်းစခန်းကစပြေးရှောင်းဒုက္ခသည်တွေနေရပြန်မှုအခက်တွေ့နေပါတယ်ဒီတဲ့တင်ကိုဦးမျိုးစော်လင်းပေးပို့ထားပါရရှင်အခုမြင်တွေ့လိုက်ရတာကတော့ရှမ်းပြည်နယ်ကြောင်ဝဲမြို့နယ်တွေကပန်လော့စပြေးရှောင်းစခန်းတစ်ခုဖြစ်ပါတယ်ဒီစပြေးရှောင်းဒုက္ခသည်တွေဟာမေလ၁၇ရက်နေ့ကအစိုးရစစ်တပ်ရဲ့လေရင်ပစ်ကူလက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့်ကျွာရီကွာဒီထပ်ပြေးတိတ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်ဆက်သုံးရနေ့ကစပြီးတော့အဲတိုက်ပွဲတနအကြံတားလို့ကြားလို့အဲအိုင်းနေကြောက်ပြီးလန့်ပြီးတော့ကျွန်တော်တို့ဒီဘန်လော့ရအောင်ပြေးလာခဲ့ရ အဲပြီးကြတော့ဟိုဟာဒီဘန်တော့ပြေးလာခဲ့16ရက်နေစားပြီးတော့ဒီလင်ပြန်ဘုန်းနေလာကျဲနေအဲ့နေ့လမ်းပြီးတော့ကျွန်တော်တို့စားတော့ကျွန်တော်တို့ကလူကြီးတွေအိမ်ဩရွာမှာနေရနေရ3ရက်လောက်ဩနေရ3ရက်လောက်ကြံခဲ့အဲ့အဲ့အဲ့နေ့လင်ပြန်လာကျဲတဲ့နေ့တော့အဲကျွန်တော်တို့ရွာလူကြီးအကုန်ပြန်ဒီကိုပန်းရောအเจ้าမလာဟာဒီကိုပြန်ပြေးလာခဲ့ပြီဒီဒုက္ခတဲ့စကံမှာနန်းဖက်ပိတ်နန်းအဲ့ကြီး ဘိုးလုံးနဲ့ပန်ကင်းကြီးရွာတွေကစစ်ပေးရောက်လာလူ200ကျော်ရှိပြီးစကန်တဲ့ကရွာသားချို့ကိုတပ်မတော်ဘက်ကခေါ်ယူစစ်ဆေးခဲ့တာတွေရှိတယ်လို့ပြောပါတယ်။လမ်းကြောင်းတုံးလေးလမ်းနဲ့ထွက်ပြေးလာတာပေါ့။အဲကောင်ကလည်းပဲခုကနေ့နောက်ပိုင်းမှာဆိုရင်တော့ကြံနေတယ်။ကြံနေရဆိုတော့သူကျွန်တော်ကြားတာကတော့သူတို့ပြန်မဲ့ရွာမှာစစ်ကြောင်းတွေရောက်နေတယ်။အချိန်မရွေးတိုက်ပွဲဖြစ်နေတယ်။သူတို့မပြန်ရဲကြနေဘူး။အဲစစ်စစ်ကြောင်းမရှိတဲ့ရွာကတော့ဒီချိန်မှာစိုက်ပျိုးရာတွေဆိုသူတို့ပြန်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းတို့လောက်ဆောင်ကြတယ်။ ခုကျွန်တော်ရောက်တဲ့ရွာဆိုလို့ရှိရင်တော့နောင်ပင်အဆက်ပဲဆိုပါဆိုကျွန်တော်တောင်ငှချမ်းမှာဆက်ပြီးတော့ဖြစ်တဲ့တိုက်ပွဲအဲကနေ့ဆိုလို့ရှိရင်ကျွန်တော်ဒီရွာရောက်လာတာကတို့တို့ရွာအချင်းကြီးလာကြည့်တယ်အဲတို့လုံခြုံမှုအနေထားပေါ့လေတိုက်ပွဲဖြစ်နိုင်ခြင်းရှိလားမရှိဘူးဆိုရင်လည်းတို့တို့တို့ပြန်လာပြီးတော့မှစိုက်ပျိုးရေးကိုပြင်မယ်ဆိုတာလုပ်စေချင်တယ်အဲခုလောလောဆယ်ကတော့ဒီရွာမှာဆိုလို့ရှိရင်လူရေ900ကျော်ရှိတယ်ခုကျွန်တော်တို့ဒီရောက်တဲ့ချိန်မှာဆိုရင်တော့လူရေ30 20လောက်တော့ရောက်နေပြီပေါ့လေ RCSSA နဲ့ အစိုးရတပ်မတော်တို့ထိတွေ့မှုအကြီးဆုံးဖြစ်ခဲ့တဲ့ကြောင်ဝမ်းမြို့နယ်တောင်မချန်းအေဂျီကျူရတဝဲကတိုက်ပွဲတွေကြောင့်နောင်ပိန်စစ်ပီးဆောင်စကန်နဲ့ပန်လော့စစ်ပီးဆောင်စကန်တွေကဒုက္ခတွေကတော့နေရပြန်လို့မရသေးပါဘူးလက်နက်ကင်တွေကကျူရတဲ့အနီးတစ်ဝဲမှာရှိနေတဲ့အတွက်ကြောင်ဝမ်းမြို့နယ်ပြည်နယ်လူထုကိုယ်စားတွေကစစ်ပီးဆောင်ဒုက္ခတွေကိုကူညီထောက်ပံ့မှုနဲ့နေရပြန်နိုင်ဖို့ဆောင်ရွက်နေပါတယ်ကျွန်တော်မျိုးတော်လင်းပါ